မြို့နေအလံဝေးတဲ့တနေရာမှာစိန်တော်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီစိန်တော်ကြီးတဲကိုကလေးတစ်တိုက်ကဝင်းရောက်ကစားပြီးတော့လူတွေလောင်းတစ်ခုကိုရှာတွေ့သားပါတယ်။အဲ့ဒီလောင်းကိုကလေးတွေရဲ့တတိပေးချက်တာရဲတွေကလာပြီးတော့ဆေးဆေးတဲ့အခါမှာတော့တေဆုံးသူကတော့ချေအင်ဒရူးဖြစ်နေပါတယ်။တရခန်ရဲ့ခြေရလက်ရာတွေကပျောက်ဆုံးနေတယ်လို့ထင်ကြပါတယ်။ဒါပေမဲ့ဘေးနားမှာမျောစင်ကြီးတစ်ခုရှိနေတော့သူတို့တွေကအပေါ်ကိုတက်ပြီးတော့ဆေးဆေးကြည့်လိုက်တော့ဒီလူတွေမှုကမတော်တဆဖြစ်မှုလို့ကောက်ချက်ချလိုက်ကြပါတယ်။ တေချာအောင်လို့ရင်ခွဲဆစ်ဆဲတဲ့အခါမှာအလောင်းကအောက်ကိုပြုတ်မချခင်ကလေးကတေဆုံးပြီးသားလို့ဆိုတာကိုတီးလိုက်ကြပါရယ်အခင်ဖြစ်တဲ့အနီးနားမှာလည်းဘာချီယာလက်ရမှာမရှိတော့တရခံကိုသဲလွန်စာသေးသေးလေးရှာမတွေ့ကြပါဘူးရဲရရှိတွေကတေရဲ့တေဆုံးမှုအတွက်ဆုံးဖြတ်ရခတ်နေကြတာဖြစ်နေကြပါရယ်အရက်ဆိုင်ကိုစုံစမ်းဖို့ထွက်လာတော့လေတေဆုံးသူအတွက်စိတ်ပူနေကြရင်းနဲ့သူတို့ထင်တဲ့လူတွေကိုတယောက်တစ်မျိုးထင်ချေးပေးနေကြပါရယ် အများစုကတော့ခြေဟာတွေ့ကြရမိန်းမနဲ့အိတ်တက်ပြီးတော့အယံတနာကြီးတယ်လို့ကောက်ချက်ချပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်သူ့ကိုတတ်ချင်တဲ့လူတွေကလည်းအများကြီးရှိမယ်လို့လည်းထင်ကြေးပေးနေပါတယ်။အဲ့ဒီချိန်မှာပဲဆန်ဒီဆိုတဲ့မိန်းမကြီးတယောက်ကစိန်တော်ရဲမှာတယောက်တည်းနေနေတဲ့မိန်းကလေးကတော့လူသက်တရေခံဖြစ်နိုင်လောက်တယ်လို့ပြောပါတယ်။ဆိုင်မရှင်ဆန်ဒီကလည်းအဲ့ဒီမိန်းကလေးကတော့အယူပါတာတယောက်ဖြစ်တာမို့လို့ဂွင်းဆက်လူသက်မှုအတွက်တောင်တန်တရားရှိတယ်လို့ဝင်ပြောပါရစ် ဒီအကြောင်းအရာတွေကိုတီးလိုက်ရတဲ့ရဲရာရှိတွေကတော့တဲလွန်စာရဖို့အတွက်စင်တော်တွေကအင်္ဂလိပ်ကိုသွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်ရဲရာရှိတွေကစိန်တော်တွေကအင်္ဂလိပ်တဲကိုရောက်တဲ့အခါမှာကောင်မလေးရဲ့ပစ္စည်းတွေကိုရှာဖွေကြပေမဲ့အင်္ဂါအခွန်လိုကြီးဖြစ်နေပါတယ်။အဲဒီအချိန်မှာဒီကောင်မလေးကအင်းနဲ့ဝေးကိုထွက်ပြေးသွားပေမဲ့ကံမကောင်းစွာနဲ့ရဲတွေလက်ထဲကိုထပ်မိသွားပါတယ်။ဒီကောင်မလေးအမိကတော့ကာယာဖြစ်ပါတယ်။သူမကတော့လွတ်မြောက်အောင်ကြိုးစားပေမဲ့နောက်ဆုံးမှာတော့ရဲတွေလက်ထဲကနေမလွတ်ဘဲနဲ့အဖမ်းခံလိုက်ရပါတယ်။ ဘူးမတိဘာမတိပဲအဖက်ခံလိုက်ရတဲ့ကာယကတော့အချုပ်ထဲမှာကြောင်လေးတစ်ကောင်နဲ့သာအဖို့ပြုတ်ပြီးတော့နေထိုင်ရပါတော့တယ်။အဲဒီချိန်မှာပဲတွမ်မန်ဒန်းဆိုတဲ့အငိမ့်စားရှိနေတယောက်ကသူမစီကိုရောက်လာပါတယ်။ချေအင်ဒရူရဲ့ကိစ္စနဲ့မတရားဖမ်းဆီးခံထားရတဲ့ကာယအတွက်တွမ်မန်ဒန်ကတော့လိုလိုလားလားနဲ့ရှေ့နေလုပေးမယ်လို့လာပြီးတော့ကန့်လန့်ခဲ့တာပါ။ကာယအနေနဲ့ဘာပြည့်မှုမကျိုးလွန်ထားဘူးတော့ဒီပြည့်မှုကနေလွတ်ဖို့တွမ်မန်တန်ကရှင်းပြနိုင်ပါတယ်။ ဒါပေမဲ့လည်းဒီမှုအတွက်လူအများကလည်းသူမကိုတရားခံလို့ပြောနေကြပြီးတော့အမှုကိုဖျက်မဲ့ဂျူရီကလည်းဒီထဲကလူတွေပဲဖြစ်ပါတယ်။ရှိနေဖြစ်တဲ့သူကတော့ကာယာရဲ့အကြောင်းဆုံးကိုသိဖို့လိုအပ်တယ်လို့ပြောပြီးတော့ဆောက်လေးတအုပ်ကိုပေးပြီးတော့အချုပ်ခန်းထဲကိုဝင်လာခဲ့ပါတယ်။ကာယာကစကားမပြောတာကြောင့်ရှင်းနေကြီးတွမ်မန်တန်ကပြန်မှုအဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲကာယာဟာသူမရဲ့ဘဝဆက်ကြောင်းကိုစတင်ပြောပြလာခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့ဇလန်လေးက1953ခုနှစ်ကိုရောက်ရှိလာခဲ့ပါတယ်။ ီမှာတော့ကာယာကစိတ်တော့ကောင်းပါလေလို့အမည်မတွင်ခင်ကသူမမှာပြောစရာကောင်းတဲ့မိသားစုတစုတည်းကအငယ်ဆုံးသမီးလေးတယောက်အဖြစ်ချစ်ခံခဲ့ရတာပါ။ဒါပေမဲ့သူမရဲ့ဖခင်ကတခါတလေသွေးဆိုးတဲ့သူတယောက်ပါ။သားသမီးတွေကိုရောမိန်းမတွေကိုပါရရဆက်ဆက်လက်ပါတတ်တဲ့လူပါ။အမေကလည်းဂျိုင်းဆိုင်တဲ့ခင်မုန်းကိုဘလို့မှတီးမခံနိုင်တော့တဲ့အဆုံးဒီအိမ်ကနေတိတ်တဆိတ်ထွက်ခွာသွားခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ကာယာရဲ့အမားတွေအသီးသီးကလည်းဒီအိမ်မှာမနေတော့ဘဲနဲ့ထွက်ခွာသွားကြပါတော့တယ်။ အဖေဖြစ်သူကလည်းကာယကိုသူနဲ့လိုက်ခဲဖို့ခေါ်ခဲ့ပေမဲ့ဒီတော်ကြီးထဲမှာနေထိုင်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီတော်ကြီးရဲ့ဘသူမှမရှိတော့တဲ့နောက်တယောက်ထဲရှောက်သွားနေတဲ့အချိန်မှာတိတ်ဆိုတဲ့ကောင်မလေးတယောက်နဲ့အဆုံတွေ့ခဲ့ပါတယ်။တိတ်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာတော့ကာယကအရင်ကထပ်ပို့ပြီးတော့ရဲရင်လာခဲ့ပြီးသူမအရန်ကြောက်ရတဲ့သူမရဲ့ဖေးစီကိုကတ်ပြီးတော့ရင်းနှီးမှုရယူခဲ့ပါတယ်။မစ္စတာဂလက်ကကာယအတွက်မျိုးရေကဆိုင်လေးထဲမှာစားစရာတွေဝယ်ပေးခဲ့ပြီးတော့မျိုးရေကလူတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ် ကာယာကကြောင်းတက်ဖို့လာပြီမဲအတန်းတင်းကလူတွေကသူမကိုစိန်တိုးတွေကကြွက်မလို့တမုတ်နေကြပြီးတော့အပေခံနေရတာကြောင့်တရက်ဖဲကျောင်းကိုသွားပြီးတော့နောက်ရက်တွေမှာစိန်တိုးတွေကနေပဲဘွားကြီးကျောင်းကိုတင်ကြဖို့အဆုံးဖြတ်ခဲ့ပါတယ်။အဖေဖြစ်တဲ့ကလပ်ကလည်းကာယာနဲ့အတူတူနေထိုင်ပေးခဲ့တဲ့အပြင်သူမအတွက်အိတ်ကလေးတစ်လုံးကိုလည်းလက်ဆောင်ဖြစ်ပေးခဲ့ပါတယ်။တရက်မှာတော့ထွက်သွားတဲ့သူမရဲ့အမေစီကစားရဆောင်ရလာခဲ့ပါတယ်။အဲ့ဒီစားရင်းမှာပါတဲ့အကြောင်းအရာကိုစာမဖတ်တတ်လို့မသိပေမဲ့သူမရဲ့ဖခင်ကတော့တိစားချောင်းအရန်စိတ်ဆူသွားခဲ့ပါတယ်။ သူမမိရဲ့စာကိုချက်ချင်းမီးရှို့ပြီးတော့အိမ်မှာရှိသမျှပစ္စည်းတွေကိုလည်း Mr. Glack ကဖျက်ဆီးပစ်လိုက်ပါတယ်။ဒီစာကဘာမှမသိပေမဲ့အားလုံးနဲ့နေတူ Mr. Glack ကကာယကိုထားပြီးတော့တရင်ကြီးကနေထွက်သွားခဲ့ပါတယ်။စိန်တော်ထဲမှာတယောက်တည်းကြံခဲ့တဲ့ကာယကတော့သူမဖေရှိတုန်းကလိုမျိုးရောက်သွားပြီးတူပြီးတော့ဆိုင်မှာသွားရောက်ပါတယ်။မကြောင်မသိအားလုံးကမိဘတွေပြစ်ပယ်သွားတဲ့ကာယကိုတနာကြပေမဲ့ငွေစားဖို့ကိုတော့ဝင်လေးနေကြပါတယ်။အဲ့ဒီထဲမှာဈေးဆိုင်ပိုင်းရှင်မစ္စတာမေဘေကတော့ ချက်ချောင်းတွေကပစ္စည်းတွေကိုကားရအတွက်ယူခဲ့ပေးခဲ့ပါတယ်။အမှုစစ်ဆေးမဲ့နေ့မှာကားရကမေဘဲလမ်းပို့ပေးတဲ့ကာဝင်တဲ့သူရုံးတော်ကိုတက်ရောက်ခဲ့ပါတယ်။ရုံးတော်မှာတရလူရှိနေကချင်းအင်ဒရူးအတွက်ကားရစီမှာလုံလုံလလအပြစ်ရှိတယ်လို့ဆွဆွဲခဲ့ပါတယ်။ဒီလူသက်မှုမှာကားရသာအပြစ်ရှိခဲ့ရင်တော့တည်ရန်ချမှတ်ခံရမှာလည်းဖြစ်ပါတယ်။အဲဒါကြောင့်ရှင်းနေကြီးတွမ်မန်တန်ကကာယကိုတရားလူကြီးရှေ့မှာ ပြောရမယ့်စကားတွေကိုသင်ပေးခဲ့ပါတယ်။ပြီးတော့လူတွေရှေ့မှာပဲချေအင်ဒရူးရဲ့တေဆုံးမှုက မျော်စင်ပေါ်ကနေပြုတ်ကျတဲ့တန်ရာချောက်တည်ဆုံးတာဆိုတာကိုထောက်ပြခဲ့ပါတယ်။ဒါမှမဟုတ်အားလုံးကကာယအတွက်အပြစ်ပုံချခြင်းကစိတ်သက်သာရစေတဲ့အကြောင်းကိုပြောပြီးတော့အခုကာယတယောက်ဒီမှာရောက်နေရာအကြောင်းကိုရှင်းပြပါတယ်။ကာယကတော့တရားခွင်ကိုစိတ်ဝင်စားပေးနေအတိတ်ကသူမရဲ့အကြောင်းကိုသာပြန်စင်းစားနေပါတယ်။ဒီလိုနဲ့ဇလန်းလေးကကာယနဲ့အတိတ်စီကိုပြန်လည်ပြသထားပါတယ်။တယောက်တည်းစိန်တော်အိမ်ထဲမှာရောက်သွားတူးပြီးတော့အသက်မွေးနေတဲ့ကာယကလူတွေကိုလည်းကြောက်တတ်ပါတယ်။ ။ဒီနေ့မှာတော်ရဲကတိပင်းတပင်းမှာလူအသုံးဆောင်တွေကိုလာလာတင်ထားတာတွေကို တွေ့ရပါတယ်။တကယ်တော့အဲ့ဒီအရာတွေကိုသူမရဲ့ငယ်တငယ်ချင်းတိတ်ကလာပေးခဲ့တာပါ။တိတ်ကကာယကိုငယ်ကလိုပဲပြန်နှုတ်ဆက်ပြီးတော့ရင်းနှီးမှုပြန်ယူခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကာယနဲ့တိတ်ကခဏခဏတွေးဆုံခဲ့ပြီးတော့တိတ်ကသူမကိုစာတင်ပေးခဲ့ပါတယ်။တည့်ရဲ့အတင်ပြကောင်းမှုကြောင့်ကာယဟာစာရေးစာဖတ်အရန်ကျွမ်းကျင်ပြီးတော့ပကြီးပညာကိုပါတက်မြောက်သွားပါတယ်။ တရရဲ့ဖခင်ကကာယာနဲ့တွဲဆုံမှုကိုသဘောမချတာကြောင့်စိန်တော်လေးကိုမသွားဖို့တားမြင်ပါတယ်။အဲ့ဒါပြင်လူမှုဖူလုံရေးအဖွဲ့ကကာယာကိုမျိုးဘော်ခေါ်ပြီးတော့ကေယာပို့ပေးဖို့ကြိုးစားခဲ့ပေမယ့်ကာယာကတော့ပုန်းခိုနေရပါတယ်။တိတ်ကကေယာကိုလိုက်ဖို့အကြံပေးခဲ့ပေမယ့်ကာယာကတော့စိန်တော်လေးကအိမ်ကိုပဲတယောက်တည်းနေဖို့ရွေးချယ်ခဲ့ပါတယ်။ဒီလိုနဲ့ငယ်တငယ်ချင်းအဖြစ်ရင်းနှီးခဲ့တဲ့တိတ်နဲ့ကာယာတို့ကတဖြည်းဖြည်းရင်းနှီးမှုပိုရခဲ့ပြီးတော့ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ ။ကာယကိုလည်းရောက်သွားပြီးတူးနေမဲ့စားကိုပိုင်ဇလန်းတွေခြေပြီးတော့မဂ္ဂဇင်းတိုက်မှာဝိထုတို့ရေးသားဖို့အကြံပေးခဲ့ပါတယ်။အဲ့ဒါပြင်ကာယကိုလည်းစီးမချော်ခဲ့ပဲလက်ထပ်ပြီးမှသာအရာအလုံးကိုလှုပ်ကြမယ်လို့ပြောပြီးတော့စောင့်ထိန်ခဲ့ကြပါတယ်။တရရမှာတော့တိတ်ကသူ့ရဲ့ဘဝအတွက်မျိုးချောင်းဝယ်သွားပြီးတော့အလုံးလုံးရင်းနဲ့ပညာသင်တော့မယ်လို့ပြောခဲ့ပါတယ်။ကာယကသူမကိုမထားခဲ့ဖို့တောင်းဆိုတဲ့အခါမှာတိတ်ကအခုလိုဆုံးဖြတ်ရတာကနှစ်ယောက်စလုံးကောင်းဖို့အတွက်ပဲလို့နှစ်သိမ့်ပေးခဲ့ပါတယ်။ အဲ့နောက်ပြင်သူသားမျိုးပေါ်မှာအလုရခဲ့ရင်ကာယကိုပါမျိုးပေါ်ခေါ်မယ်လို့နှစ်သိမ့်ပေးပြီးတော့သူပြန်လာမယ့်ရက်ကိုပြောသွားခဲ့ပါတယ်တိတ်မရှိတော့ကလေးကကာယာကအရန်ထိကြံနေခဲ့ပြီးစာရီတစောင်ပြီးတစောင်ရေးခဲ့ပြီးမြဲတိတ်ရဲ့ပြန်စာတော့ရမလာပါဘူး။နောက်ဆုံးတိတ်ချင်းစုခဲ့တဲ့ရက်ကိုရောက်တော့တိတ်ကပြန်မလာတာကြောင့်ကာယာလည်းအရန်ဝင်နေသွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ကာယာကချေအင်ဒူးနဲ့တွေ့ခဲ့ပါတယ်။မိန်းကလေးတွေကိုကစားစရာလိုသဘောထားတဲ့ချေအင်ဒူးကတော့ကာယာကိုလည်းအသေးအံရင်းနှီးမှုရအောင်စူးစမ်းပါတော့တယ်။ ။တရားခွင်မှာတော့ချင်းအင်ဒူးရဲ့အင်ကြီးပေါ်မှာတွေ့ထားတဲ့ကာယာရဲ့တရားရဲ့အတွက်အငင်းပွားမှုတွေဆက်ပြီးတော့ရှိနေခဲ့ပါရယ်။ချင်းအင်ဒူးနဲ့ကာယာကတော့ဘယ်သူမှမသိတဲ့ချိန်လေးတွင်းမှာချစ်သူတွေအဖြစ်ရှိနေခဲ့ပေမဲ့ချင်းအင်ဒူးကတော့သူမကိုဆိုင်းလန့်အနေနဲ့တွေ့ခဲ့တာပါ။အဲ့အပြင်မျိုးပေါ်ကနေပြန်လာတဲ့တိတ်ကိုလည်းသူနဲ့ကာယာရဲ့အကြောင်းတွေကိုပြောပြီးတော့တိတ်ကိုရန်စားခဲ့ပါတယ်။အိမ်ပြန်ရောက်ရောက်ချင်းမှာပဲဒီသတင်းကိုကြားရတဲ့တိတ်ကတော့အယံဝိုင်းနေပြီးတော့ညာရင်းချင်းပဲကာယာစီကိုသွားခဲ့ပါတယ်။ ကာယံကတော့တိတ်ကသူမရဲ့ EA ဖြစ်နေကြောင်းနဲ့ချေအင်ဒူးကသူမရဲ့ဘဝအသစ်ကိုပြန်လည်စတင်စေတဲ့သူပဲလို့ပြောပြီးတော့တိတ်ကိုအနှင်းထုတ်ခဲ့ပါတယ်။တိတ်ကတော့သူမပြန်ခင်မှာချေအင်ဒူးကမကောင်းတဲ့သူတစ်ယောက်ပါလို့တတိပေးခဲ့ပေမဲ့ကာယံကတော့အလက်မခံခဲ့ပါဘူး။နောက်တစ်ရက်မှာတော့ယောက်သားတွေကိုစိုက်မသွားပို့ရင်နဲ့ချေအင်ဒူးကိုမင်းကလေးတစ်ယောက်နဲ့တွဲပြီးတော့တွေးလိုက်ပါတယ်။ချေအင်ဒူးကကာယံရဲ့အရှိမမင်းကလေးကသူနဲ့လက်ထက်မဲ့မင်းကလေးပါလို့ဖွင့်ရလိုက်ပါတယ်။ အဲ့နောက်မှာတော့ကာယာတယောက်ချင်းကျူးရဲ့ဘွားတွေကနေအပီးပိုင်ပုန်းဆောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့နောက်ပြင်ကာယာရေးသားထားတဲ့ဝေထုကအရန်အောင်မြင်ခဲ့ပြီးတော့ကျူရီကလည်းအဲ့ဒီစာအုပ်ကိုမြင်ပြီးကာယာစီကိုလိုက်လာခဲ့ပါတယ်။ပြီးတော့ကာယာကိုလာပြီးမခေါ်နိုင်တဲ့အတွက်တောင်းပန်ခဲ့ပါတယ်။ကာယာကအရာအလုံးကိုခွင့်လွှတ်ပေးခဲ့ပြီးတိတ်ကိုလည်းတောင်းပန်စကားနဲ့တူသူရေးထားတဲ့စာအုပ်ကိုပို့ပေးခဲ့ပါတယ်။အပြန်လမ်းမှာကာယကိုလိုက်ချောင်းနေတဲ့ချင်းအင်ဒရူးကအတ္တမပြုဖို့ကြံနေတာကြောင့်ကာယကသူ့ကိုယ်သူကာကွယ်ဖို့အတွက် ကြောက်တုံးနဲ့ခြိုက်ပစ်ခဲ့ပါတယ်။ကာယာရဲ့အင်ကိုလည်းချေအင်ဒူးတို့ကဖျက်ဆီးထားတာကြောင့်ညာရင်းချင်းမဲ့ကာယာကချေအင်ဒူးမလိုက်နိုင်နိုင်အောင်ရှောင်တိန်ခဲ့ပါတယ်။လမ်းမှာတော့ကာယာနဲ့တိတ်ကအဆုံခဲ့ပြီးတော့ကာယာကဖြစ်သမျှအကြောင်းစုံကိုပြောပြခဲ့တာမလို့ကာယာကိုညာရင်းချင်းမြို့ပေါ်သွားဖို့အကြံပေးခဲ့ပါတယ်။ဒါရီအားလုံးကအမတ်တရားတွေဖြစ်နေတာမို့လို့ရှင်းနေကြီးတွမ်းမန်တန်ကတော့တမျိုးလုံးကကာယာကိုအယုံကြည်အောင်ဆုံးဖြစ်တဲ့မစ္စတာမေဘယ်တို့လင်မယားနဲ့အတူတိတ်ကိုပါခေါ်ပြီးတော့တတ်တည်ထွက်ဆိုခိုင်းခဲ့ပါတယ်။ တကယ်လို့ရှင်းနေတဲ့ချင်းချူးရဲ့မိခင်ကတော့ကာယာဟာချင်းချူးကသူမကိုလက်မထက်တာမို့လို့တပ်ဖြစ်ခဲ့တာလို့ပါအတွင်တွင်ညင်းဆိုနေပါတယ်ပြီးတော့ကာယာကချင်းချူးကိုတပ်ပြီးတော့မျိုးဘော်ကိုချက်ချင်းပြေးထွက်သွားတဲ့ပြင်အဲ့ဒီမတိုင်ခင်ညမှာချင်းချူးကိုချင်းချောင်းနေတယ်လို့ပါလောက်ကျန်ဖန်တီပြောဆိုပါတယ်ဒါတွေအားလုံးကိုတော့မစ္စတာတွမ်မန်တိုင်ကတော့တရားသူကြီးတွေရှေ့မှာပဲတတ်သိနေတကွာဖြည့်ရှင်းပေးခဲ့ပါတယ်ကာယာကတော့အဲ့ဒီနေ့ညမှာသူမရဲ့စာအုပ်အတွက်မစ္စတာဖရော့ဆန်ဒိုးနဲ့တွေ့ခဲ့တယ်လို့ပြောတဲ့အခါမှာ တရားလူရှိနေကမစ္စတာဖရော့ဆန်ကိုမိကုံးတွေစတင်ပေးခဲ့ပါတယ်။ကာယာတဲတဲ့တဲခုတ်ကန်းကမြို့ပေါ်ကိုသွားတဲ့ကားကိန်းနဲ့နေပါတယ်။တခြားသူတွေကပုံမကောင်းမွန်တဲ့ဟိုတယ်မှာတဲပေမဲ့ကာယာကတော့အဲ့ဒီအနည်းဆုံးဟိုတယ်မှာတဲတယ်ဆိုတာကတန်တရားဖြစ်ပွဲကောင်းတယ်လို့အဆိုပြုပါတယ်။တောင်ထဲမှာတော့အရန်ကွက်တိကျလုံးနေတဲ့တရားလူရှိနေကြောင့်ကာယာနဲ့ရှိနေကြီးတွမ်းမတန်ကကောင်းစားနေကြပါတယ်။တမျိုးလုံးကလူတွေကသူမကိုအမြင်ဆောင်နေကြတာကြောင့်တရမှုမှာသူမရှုံးနေမယ်လို့ထင်နေပါတယ်။နောက်ရက်တရခွင်မှာတော့ တွမ်မန်တန်ရဲ့ဇကာကရန်ကိုထိရောက်သွားခဲ့ပါတော့တယ်။လူတွေပြောတဲ့လူသန်းမှုရဲ့ဂွင်းဆက်တရေခံလို့ထင်ရမြင်ရပြောနေကြတာတွေကိုကြုံလက်ခံပါတယ်။ဒါပေမဲ့အဲ့ဒီဆိုဆဲခံနေရတဲ့ကလေးမလေးကစွန့်ပစ်ခံကလေးမလေးတသက်ပါ။သူမကတော့အများရဲ့ရှုံးချဖဲခြင်းခံရတဲ့တကူတဲ့ရှင်သန်ခင်ရတဲ့ကလေးမလေးတယောက်ပါပဲ။ဒီမျိုးထဲမှာသူမကိုဂရုစိုက်ပေးတဲ့သူက၅ရောက်တောင်မှဖြစ်ပါဘူး။အဲ့ဒါကြောင့်ဆုံးဖြတ်ချက်ချတဲ့အခါမှာလူတွေဝေဖန်တာကိုထဲမထွက်ဘဲနဲ့တေချာဆုံးဖြတ်ပါလို့ဂျူရီကိုတောင်းဆိုခဲ့ပါတယ်။ အဲ့ဒါပြင်ကာယာရှိနေတဲ့နေရာနဲ့ချီယန်ကျူးရဲ့နေရာကအယံဝေးတာတည်တာနေတဲ့ပြင်တပ်သေးတွေကလည်းကာယာမလုံချောင်းကိုထင်ရှားနေတာကြောင့်တေချာရှင်းလင်းပြသပေးခဲ့ပါတယ်။သူရဲ့ထွက်ဆိုချက်ကအယံကိုဟတ်တီသွားတာကြောင့်တရခွင်အားလုံးလည်းငြိမ်သက်သွားခဲ့ရပါတယ်။တရခွင်ကအမှုကိုအမိန်ချရမယ့်အချိန်ကိုရောက်လာခဲ့ပါတယ်။အဲ့ဒီနောက်တော့ချီယန်ကျူးကိုတတ်တဲ့အမှုကတော့ကာယာနဲ့မသက်ဆိုင်ကြောင်းတရားသူကြီးတွေရဲ့ကောက်ချက်ကိုချလိုက်ပါတယ်။ဒါကြောင့်ကာယာကဒီမူးကနေဂွင်းလုံးကျွတ်လွတ်မြောက်သွားခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့တိတ်ကလည်းကာယကိုထားပြခဲ့တဲ့အတွက်ပြန်လည်တောင်းပန်လာခဲ့ပါတယ်။ပြန်လည်အစဉ်ပြေသွားတဲ့ကာယနဲ့ထိတ်တို့လက်ထပ်ပေါင်းသင်ပြီးတော့စိန်တော်ထဲမှာပဲခြေချပြီးတော့နေထိုင်ခဲ့ပါတယ်။နှစ်တွေကြာလာတဲ့အခါမှာကာယကတည်ဆိုးသွားခဲ့ပြီးတိတ်ကတော့ကာယရဲ့ပစ္စည်းတွေကိုသိမ်းဆီးနေပါတယ်။အဲ့ဒီထဲမှာမှချင်းအင်ကျူးရဲ့တည်ဆိုးမှုမှာပျောက်ဆုံးနေတဲ့ခရုလေဆွဲလေးကိုကာယရဲ့အဆောက်လေးကြားထဲမှာသိမ်းဆီးရမိပါတယ်။တကယ်တော့ချင်းအင်ကျူးကိုတတ်ခဲ့တဲ့လူကတော့ကာယကိုယ်တိုင်ပါပဲ။ တိတ်ကလေးအသက်ကြီးလာမပေါ်လာခဲ့တဲ့တက်တေကန်ဆွဲချိုးလေးကိုရေထဲမှာဆွင့်ပြစ်လိုက်ပြီးတော့ကာယာရဲ့အဖြစ်ကိုထာဝရဖုံးကွယ်ပေးလိုက်ရင်လည်းဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါရဲ့ဟုတ်ကဲ့ပါဗျာကြည့်ရှုအားပေးခဲ့ကြတဲ့ပိတ်သက်တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဗျာ